သတ်စုတတ်သောမိမကြီးเจ้าတခါတော့ကလူတယောက်မှာအလွန်သတ်စုတတ်တဲ့မိမတယောက်ရှိပါတယ်သူ့မှာမိမိမိမသတ်စုလွန်းတာကြောင့်တခါတရံတွင်ပျော်ရွှင်ခြင်းဖြစ်ရတော့လည်းပဲတခါတရံကြတော့အလွန်စိတ်ညစ်ရပါတယ်အဲ့ဒီမိမဟာအင်ကြီးကြီးများရဲ့အကြောင်းကိုတစ်ခုခုလေးမှမဆက်ဆူရလည်းမနေနိုင်လောက်အောင်ဖြစ်နေတတ်တယ်ဟုတ်ပါ တရက်တော့ယောက်ျားဖြစ်သူကကြွက်တကောင်ကိုဖမ်းပြီးတော့တစ်တာတစ်လုံးနဲ့ထဲကမိမဖြစ်သူကပေးပြီးတော့ရှင်မကြီးဒီတစ်တာကိုအထာပြရစီညနေငါ့ကိုလာရင်ပေးလိုက်နော်တခုတော့မလိုက်ပြစီဒီတစ်တာကိုလုံးဝဖွင့်မကြည့်ပါနဲ့ဟိုတစ်တာထဲမှာမင်းနဲ့ဆိုင်တဲ့ပစ္စည်းတစ်ခုမှမပါဘူးလို့ပြောဆိုအနန္တထားခဲ့ပါတယ် ယောက်ျားထွက်သွားပြီလဲဆိုရော့ထွက်ထွက်သွားခြင်းမှာပဲတက်တာကိုဖွင့်ကြည့်လိုက်တဲ့အခါတက်တာထဲမှာရှိတဲ့ကြွက်ဟာထွက်ပြေးတော့တာပေါ့ယောက်ျားဖြစ်တဲ့သူကညက်နေအိမ်ပြန်ရောက်လာတဲ့အခါသူ့ရဲ့ဇနီးကိုမေးပါလေရှင်မကြီးတက်တာရွယ်စမ်းတက်တာထဲမှာကြွက်တကောင်ရှိတယ် အကယ်၍အဲ့ဒီကြွဲ့ဟာတက်တာထဲမှာရှိနေသေးရင်မင်းကိုပေးဖို့ပရင်စရာစီကစိန်နဲ့ဆိုတဲ့ဝင်ယူခဲ့တယ်။အဲ့ဒီလိုပြောပါလေ။သို့တော့တက်တာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကြွက်ကမရှိတော့တာကြောင့်စိန်လက်စုပ်ကိုပရင်စရာထန်စီပဲပြန်ပို့လိုက်ရလေတော့တည်းဆက်စုသောမိမမှလည်းအဲ့ဒီအချိန်ကစပြီးတော့မှဘယ်သောအခါမှမဆက်စုတော့ပါတည်း အားလုံးပေးကြတဲ့သူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လုံးဝလုံးဝမဆက်ဆူကြပါနဲ့ခင်ဗျာ